ရဖြစ်ပါတယ် EDM ဆိုတာကသူ့ရဲ့စကလုံးချင်းစကလုံးချင်းတိုင်းမှာတစ်ခုချင်းစီရဲ့အဓိပ္ပာယ်လေးရှိတယ်ဒါပေမဲ့ပေါင်းစပ်ဖော်ပြလိုက်တဲ့အခါကျရင်အဲ့ဒီအဓိပ္ပာယ်လုံးဝတွေ့ဖယ်သွားပြီနောက်ထပ်အဓိပ္ပာယ်တစ်ခုတွက်လာတာမျိုးကို EDM လို့ခေါ်တယ်အဲ့တော့သူ့ကြီးဒီလိုင်းတစ်လုံးချင်းစီဘာသာပြန်မယ်ဆိုရင်စက်မပြေဘူးအဓိပ္ပာယ်ကြီးလည်းမှားပြီးထွက်သွားနိုင်ပါတယ်အဲ့တော့ EDM တစ်စလုံးလေးတွေကိုသိထားခြင်းကကိုပြောချင်တဲ့အကြောင်းအရာတွေကိုကိုကဒဲ့ရိုးပေါ့နော်ပြောတဲ့အခါကျရင်အရင်အဆင်ပြေပါတယ်โอเคဒါဆိုရင်ပထမအဦးဆုံးစလုံးကိုစပြီးတော့လေ့လာကြည့်ကြအောင်ပါ catch my eye အဲ့တော့အဲ့မှာအဲ့မှာ s မထည့်ထားပါဘူး idiom စလုံးကို s မထည့်တာပါဒီ like format use မှာဆိုရင်ကျွန်တော်တို့ s ထည့်ပါတယ် s ကိုထည့်လိုက်တဲ့အခါကျမှမျိုးလုံးနှလုံးဆိုရတဲ့ပြဖြစ်မှာပါဒီ like ဆိုတစ်လုံးနဲ့ဆိုရတဲ့ပြဖြစ်နေပါလိမ့်မယ် okay အဲ့တော့ idiom တဲ့အတွက်ကြောင့်အဲ့မှာတော့ s မထည့်ပါဘူးအဲ့တော့ဒီစလုံးရဲ့အဓိပ္ပာယ် catch my eye ဆိုတဲ့စလုံးရဲ့အဓိပ္ပာယ်က something attract my attention အဲ့တော့တခုခုကကိုယ့်ရဲ့အာရုံစူးစိုက်မှုကိုဆွဲဆောင်ထားတယ်ဥပမာထားလိုက်ပါတော့မျိုးလုံးမလွှဲနိုင်အောင်ဖြစ်နေတယ်ပေါ့နော်အရင်ကဆွဲဆောင်မှုရမ်းရှိနေတယ်လို့ပြောချင်ရင်အဲ့ဒီ catch ဆိုတဲ့စလုံးကို my eye နဲ့ drive သုံးပါတယ်အဲ့တော့ something ကတော့အချိန်ကတစ်ခုခုထည့်ပေါ့နော်ကိုထည့်ချင်တဲ့အကြောင်းအရာကိုထည့်ပြီးပြောပါအခုကျမတို့တွေ A7 Sunnex ကိုကြည့်ကြည့်အောင်ပါ As I was driving down the motorway အဲ့တော့ motorway ဆိုတာကားလမ်းကိုပြောတာပါကားလမ်းမှာကျွန်တော်ကားမောင်းနေစင်မှာတဲ့ a large advertisement advertisement ဆိုတာကျွန်တော်တို့လမ်းမှာတွေ့နေကြ signboard အကြီးကြီးတွေပြောတာပါအဲ့ဒါတွေကလည်း crush my eyes ဒီနေ့မှာသုံးထားရတဲ့ crush အဲ့တော့ catch ရဲ့အဓိပ္ပာယ်က ဒီပေါ့နော် verb 1အနေနဲ့သုံးထားတာပါအဲ့ဒါအောင်မှာကျွန်တော်ဒီနေရာမှာ was driving ဆိုပြီးတော့ past tense ကိုသုံးထားတယ်အဲ့တော့ဒီမှာ was driving မောင်းနေစဉ်တွင်းမှာနှစ်ခုကဖြစ်ရနှစ်ခုကတစ်ချိန်တည်းမှာသွားဖြစ်တယ်ကားမောင်းနေစဉ်တွင်းမှာပဲဒီဟာကို तू ကမြင်လိုက်တဲ့အခါမှာသူ့မျက်နှာလွှဲမရနိုင်အောင်ရအောင်ဆွဲဆောင်မှုရှိနေတယ်လို့ပြောချင်တာဒါကြောင့်မလို့နှစ်ခုလုံးက past tense ကိုသုံးထားတာပါ catch verb ဖြစ်တဲ့ catch ကိုသုံးထားတာပါ okay အဲ့ဒီတော့ သူရဲ့အိဗယ်ကတော့ကားမောင်းနေစဉ်တွင်မှာကျွန်တော်ဒီဆိုင်းမုတ်ကြီးကိုပြလိုက်တဲ့အခါမှာကျွန်တော်ညလုံးလွှဲမရနိုင်အောင်ရအောင်ဆွဲဆောင်မှုရှိတယ်ဒီဆိုင်းမုတ်ကြီးရာလို့ပြောတာ။ Okay နောက်တစ်ဒိဗယ်တစ်ခုကိုဆက်ကြည့်အောင်မှာ you wore a beautiful dress မင်းအရင်ကနှားတယ်ဝတ်စုံလေးကိုဝတ်ဆင်လာခဲ့တယ်ဒီနေ့မှလည်းလိုပါပဲ verb 2ကိုသုံးထားပါတယ်ဒါပေမဲ့ catch ကိုပဲသုံးထားပါတယ်ဝတ်လာခဲ့တာကြာပြီ နော်ဝင်လာခဲ့တာကြာပြီအခုမှအဲ့ဝင်လာတဲ့ပုံစံကိုကြည့်လိုက်တဲ့အခါကျမှ तू ကအဲ့ဒီဝတ်စုံတွေကရမ်းလာတဲ့အတွက်ကြောင့်မလို့သူ့ရဲ့မျက်လုံးကိုအရန်ဆွဲဆောင်နေတယ်လို့ပြောတာဒါကြောင့်မလို့ you wore a beautiful dress you catch my eye အဲ့တော့မင်းဝတ်စုံလေးဝင်လာရမ်းလာတဲ့အတွက်ကြောင့်ငါမျက်လုံးမမိုင်းနိုင်အောင်ဖြစ်နေပြီလို့ပြောတာပါအဲ့တော့မျက်လုံးတွေလိုက်ပန်းနေရတာတလုံးချင်းစီမဟုတ်ဘူးနော်အတိတ်ပဲပါလဲဆိုရင်ကိုယ့်ရဲ့မျက်လုံးကိုလွှဲမရနိုင်အောင်အရန်ဆွဲဆောင်မှုရှိနေတဲ့အခါကျရင် catch my eye ကိုသုံးတယ်အဲ့တော့ you catch my eye ဆိုတော့ဟာအရင်လိုက်အတွက်ကြောင့်မဟုတ်လို့ကိုကိုမျက်လုံးတော့လွှဲမရနိုင်အောင်ဖြစ်နေပြီးတော့ဘာလို့လဲတော်ကီလေးတော်ကီလေးပေးချင်ဒီပုံစံလေးအထည့်ပြီးသုံးလို့ရတယ်